ထိုင်းမှာငွေလွှဲတဲ့အခါမှာကိုယ့်ရဲ့ဘဏ်အကောင့်တွေပိတ်ခံမထီအောင်အထူးဂရုစိုက်ဖို့အတွက်လိုပါတယ်ဖြစ်စဉ်ကိုကျွန်တော်ထပ်ပြီးပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီလအစတုန်းကလည်းကျွန်တော်ပြောပြပေးခဲ့ဖူးတယ်ဒါပေမဲ့အခုတစ်ခါထပ်ပြီးတော့ဖြစ်တဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒါကတော့ငွေလွှဲတဲ့သူတွေနေနဲ့ကျွန်တော်တို့ပတ်စံကိုယ်စီလက်လွှဲတော့မယ်ဆိုရင်တေချာအထူးဂရုစိုက်ဖို့အတွက်လိုပါတယ်ပြီးလို့ရှိရင်မြန်မာပြည်ကိုငွေလွှဲမဲ့သူတွေကလည်းကျွန်တော်တို့ ကိုသွားအပ်တဲ့သူကကိုသွားပြီးဝန်ဆောင်မှုပေးတဲ့သူတအပ်တဲ့အခါမှာတရားကြည့်ဖို့လိုပါတယ်။သူကအတုလားအစ်စ်လားဆိုတာကိုကြည့်ဖို့အတွက်လိုပါတယ်။ဖြစ်စဉ်ကညီလေးတယောက်သူကဘလောက်တောင်လိန်ငန်းထိလဲဆိုဘန်းငွေ2000ဖြစ်ပါလေခမ2000ဒီနေ့ကျွန်တော်တို့အားလုံးအနေနဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမှာကိုရဲ့ဘန်းအောက်ပါတခါလဲပိတ်ကန်ထိတာဖြစ်ပါလေခမဘန်းယုံမှာဖြည့်ရှင်းရတာခက်ပါလေအပလေယုံစီလည်းကျွန်တော်သွားတဲ့ခါမှာဖြည့်ရှင်းရအရန်ခက်ပါလေခမအဲ့တော့ဘာဖြစ်တာလဲဆိုတော့သူ့စီမှာလာပြီးတော့မှငွေလာလွှဲတယ်အဲ့တော့ အာကျွန်တော်ဒီကိုးလပိုင်းအစကပြောတယ်လို့ပဲတပုံစံနဲ့ပဲအဲ့လိုမျိုးတွေအရင်ဖြစ်နေပါတယ်အဲ့တော့ငွေလွှဲတဲ့အခါမှာကျွန်တော်တို့ဟိုငွေလွှဲတာတက်တန်းကြာနေတဲ့သူတွေကြတော့နည်းနည်းပါနားလေပဲမြဲအခုမှစပြီးတော့ငွေလွှဲတဲ့သူတွေအခုမှစပြီးငွေလွှဲတဲ့အလုပ်ကိုစလုပ်တဲ့သူဆိုရင်နည်းနည်းတတိထားဖို့ပို့ပြီးတော့မှလိုပါတယ်ဗျအဲ့တော့ဘန်းငွေ2000လာပြီးလွှဲတယ်တစ်ဖက်ရဲ့ဒီ KB မြန်မာပြည်ရဲ့ဝေးဘေးကိုပြန်ပြီးတော့ဒီမြန်မာငွေရတဲ့လောက်ငွေအမောက်ကိုလွှဲထည့်ပေးလိုက်တယ်ပြီးတဲ့အချိန်မှာတော့သူကတော့ဘာမှတော့မဟုတ်တယ်လို့ပဲနေလိုက်တဲ့အခါမှာတစ်ဖက်က ငွေလွှဲလိုက်တဲ့သူကသူတို့ပတ်စံမြန်မာပြည်ကိုမရောက်သေးဘူးဆိုတဲ့အခါမှာဘာဖြစ်လဲဆိုတော့သူတို့အနေနဲ့ဒီငွေလွှဲတဲ့သူတို့အပ်လိုက်တဲ့သူတို့လွှဲပေးလိုက်တဲ့သူကိုရှာတဲ့အခါမှာဘလော့သွားပြီဒီအချိန်မှာဒီဘန်ထဲကိုသူကလွှဲလိုက်တယ်ပတ်စံ2000လွှဲလိုက်တယ်ဆိုတဲ့ဆက်လက်နဲ့အတူကျွန်တော်ဒီဘန်ယုံတွေကိုအာဘန်ယုံမို့ပလက်ယုံကိုသွားတိုင်တဲ့အခါမှာဒီငွေလွှဲတဲ့သူကလည်းဘုံမတိပါမတိနဲ့ဒါပလက်ယုံမှာစကားပြောရတယ်ဘန်ယုံတွေမှာဖြည့်ရှင်းရတယ်အဲ့ဒီနေရာမှာ ျွန်တော်တို့ဘန်းကောက်တွေကလုံးဝလုံးဝကျွန်တော်တို့တစ်ခါကြလို့ရှိရင်တစ်ခါလဲပိတ်ကန်ထီးတဲ့ထီတောင်ဖြစ်ပါလေအဲ့တော့ပြောချင်တာကကျွန်တော်တို့ငွေလွှဲတဲ့အခါမှာဆိုရင်ဒီနေ့ကိုယ့်ကိုလှလွှဲတဲ့သူကအကောက်ကိုတေချာကြည့်ပါကျွန်တော်တောင်မှလာတယ်ဟိုတနည်းအားဆိုရင်မြန်မာငွေကြက်ပြီးဘတ်ဘတ်ယူရလားအဲ့လိုမျိုးလာပြီးပြောတဲ့သူရှိကျွန်တော်ငွေလွှဲတော့မလုပ်ပါဘူးတဲ့သူ့ကိုကူညီပါလားတဲ့သူတစ်ခေါက်ပဲလွှဲပါမယ်နောက်ထပ်မလွှဲပါဘူးအရေးကြီးလို့ပါဆိုပြီးတော့သူ့ရဲ့ Facebook ကိုကျွန်တော်ဝင်ကြည့်လိုက်တဲ့အခါမှာဘာမှအေးအေးရတတိချာချာတင်ထားတာမရှိဘူးပုံကလည်း သူ့ပုံမဟုတ်လားပုံအတူကြီးတင်ထားလားမသိဘူးအဲအားကြောင့်မို့ကျွန်တော်တို့ကျွန်တော်တော့ငွေလွှဲလောက်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးလက်ပြောတာအောင်ဆိုတော့ပြောပြရတာတချို့တော့ဒါငွေလှစပြီးတော့လွှဲတဲ့သူတွေပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့သူတို့တွေကတော့ ဲ့လိုမျိုးလေးဂျားတွေကနေလာပြီးတော့လိန်သွားတဲ့အခါမှာထိတာကတော့ဘလို့လူတွေထိလဲဆိုတော့ငွေလွှဲလုတဲ့သူတွေပဲထိတာဖြစ်ပါလေဒါပေမဲ့တစ်ဖက်ကငွေလွှဲတဲ့သူလည်းငွေဆုံးရှုံးနေအဲဆုံးရှုံးတဲ့အခါမှာဒီငွေလွှဲတဲ့သူကလည်းပြန်ရောပေးဖို့အတွက်ဆိုတာငွေမောင်းများတဲ့ခါကျရင်ဒါတအားနဲ့မှပင်ပန်းပါလေဟိုတနေ့ကအဲ့ဒီညီလေးဆိုရင်ဒါ तू ကဘဝငွေ2000ကျော်ပေါ့နော် तू အနေနဲ့ပြန်ပြီးတော့ရောဖို့ကလည်း အများကြီးဖြစ်တယ်ပေါ့နော်သူ့လက်ထဲမှာလည်းအလောက်ထိအများကြီးသူကအခုမှစလောက်ကစားသူတယောက်လည်းဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ငွေလွှဲတဲ့အခါမှာအထူးတတိပြုပါအခုချိန်မှာလူလိန်တွေလူညာတွေကအရန်များပါလေသူတို့ကလိန်နီးဘောင်းစုံနေနဲ့ဈားတွေကနေပြီးတော့ငွေတွေကိုဘယ်လိုရအောင်လုပ်မလဲဆိုတာတွေကအရန်များနေပါလေအဲ့ ဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့အာဖြစ်နိုင်နေဆိုရင်တော့မြန်မာပြည်ငွေလွှဲလို့ရှိရင်ကိုယ့်ရဲ့တေချာတဲ့ကျွန်တော်တို့အကောက်တွေကနေပဲလွှဲပါပြီးလို့ရှိရင်လည်းကျွန်တော်တို့ကိုယ့်ရဲ့ရွာကတကယ်တေချာတဲ့သူတွေနဲ့လွှဲပါအဲကျွန်တော်တို့ပြီးလို့ရှိတဲ့ငွေလက်ခံတဲ့သူတွေကလည်းကျွန်တော်တို့ငွေလွှဲလုံးနေတဲ့သူတွေကလည်းအခုချိန်မှာတိတ်ပြီးတော့အများကြီးမဟုတ်ပဲနဲ့တေးသေးချာချာစစ်ဆေးပြီးတော့မှအာသူတို့ဒီတကယ်သူတို့ရဲ့ဘဏ်သူတို့နာမည်နဲ့သူတို့အကောက်နဲ့တကယ်လွှဲလာတာလားဆိုတော့တေချာစစ်ပြီးတော့မှလက်ခံတာအကောင်းဆုံးဖြစ်ပါလေအများအပြားထိုင်းမှာတော့အခုချိန်မှာတော့ကျွန်တော်ငွေလွှဲလုံးတဲ့အလောက်ကနည်းနည်းတော့ ခက်လာတယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဒါကြောင့်ဆိုဒီဘဏ်ကလည်းအဝင်ထွက်များလို့မရတာတခုရဲ့အခုလိုမျိုးဂျားထဲမှာကျွန်တော်တို့ငွေကိုအဲလိန်ပြီးတော့ဂျားထဲကဟိုဘက်မှာလည်းလိန်ဒီဘက်မှာလည်းလိန်ပြီးတော့မှငွေကိုအလဲကနေယူသွားလိုက်တဲ့သူတွေလည်းရှိပါတယ်။အဲ့တော့အရင်တတိထားဖို့အတွက်လိုပါတယ်လို့ပြောချင်ပါတယ်။အဲ့တော့ဘဏ်အကောင့်တွေကိုကျွန်တော်တို့အခုချိန်မှာကိုယ့်ရဲ့ဘဏ်အကောင့်တွေကိုပြန်ဖွင့်ဖို့အတွက်ဆိုတာအရန်လွယ်ပါတယ်အရန်လွယ်တယ်မဟုတ်အရန်ကိုခတ်ပါတယ်เนาะပိတ်တာအရန်လွယ်ပါတယ်အခုချိန်မှာကကျွန်တော်ကိုရဟာတဲ့ဘဏ်တွေကျွန်တော်တို့ဒီ ဘန်အစိမ်းရောင်ပေါ့နော်ဂါစီကွန်တို့ဒီကျွန်တော်ခရမ်းရောင် SCB လို့ဆိုပြန်ဖွေးဖို့အတွက်ဆိုတာအရန်ခက်တယ်ပိတ်သွားပြီဆိုရင်ကျွန်တော်တို့အရန်ခက်ခဲပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အားလုံးလည်းကိုယ့်ရဲ့ဘန်အကောက်လေးတွေကိုတည်တည်ချာချာလေးတတိပြုပြီးကင်ဖို့အတွက်လာပြီးတော့ထပ်မံပြီးတော့တတိပေးခြင်းဖြစ်ပါတယ်အားလုံးပဲထိုင်းရောက်တဲ့ရှင်မြန်မာတွေအားလုံးအဆအဆရအဆင်ပြေကြပါစေအားလုံးပဲဘေးရန်နေကင်းကြပါစို့ထပ်မံပြီးတော့ဆုတောင်းပေးပါတယ်ဗျာ